မင်္ဂလာညချမ်းပါခင်ဗျာ2022ခုနှစ်မတ်လ9ရက်တောက်ကြနေညပိုင်း RFA ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ဝင်းနေပါခင်ဗျာမင်္ဂလာညချမ်းပါရှင်ကျမကခင်ခင်ဤပါကျမတို့ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီထိတင်ဆက်မှာဖြစ်ပါတယ်ဟုတ်ကဲ့မခင်ဤဟုတ်ကဲ့ဒီကနေ့နောက်ဆုံးရသတင်းတွေကနိုင်ငံရေးအကျဉ်းသူဟောင်းတူကို American နိုင်ငံသားရေးဝန်ကြီးဌာနကစုချင်းမြင့်တဲ့သတင်းနဲ့စတင်ပြောပြအောင်ပါခင်ဗျာကောင်းပါပြီရှင် နိုင်ငံတကာမျိုးသမီးများနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ဝါရှင်တန်ဒီစီမြို့တော်အမေရိကန်နိုင်ငံရဲ့ဌာနမှာမနေ့ကကျင်းပတဲ့2022ခုနှစ်နိုင်ငံတကာမျိုးသမီးတက်တိရှင်စူပေဝဲခမ်းနားမှာမြန်မာနိုင်ငံကနိုင်ငံရေးကျင်းသူဟောင်းမတ်စင်မောင်ကိုဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ဒီနှစ်အတွက်ရွေးချယ်ခံရတဲ့ဆုရှင်မျိုးသမီး10ဦးလုံးဟာလက်စားမှုဖိနှိပ်မှုအကြမ်းဖက်မှုခွဲခြားဆက်ဆံမှုတွေကိုဥဆောင်တိုက်ပွဲဝင်နေသူတွေဖြစ်တယ်လို့အမေရိကန်သမ္မတကတော်မီရှယ်အိုဘားမားကအခမ်းအနားမှာပြောဆိုပါတယ်။မြန်မာမျိုးသမီးမတ်စင်မောင်ဆိုရင် ပေါင်960ရွေးကောက်ပွဲမှာအနိုင်ရတဲ့ပါတီကိုအာဏာလွှဲပေးဖို့စာရေးသားတောင်းဆိုုံနဲ့အသက်22နှစ်မှာထောင်ဒဏ်17နှစ်ချမှတ်ခံခဲ့ရတယ်လို့သမ္မတကတော်မစ္စတာအိုဘားမားကပြောပါတယ်။ဆုလက်ခံရရှိတဲ့မက်ဆေမောင်ဟာအမျိုးသမီးစုရှင်10ဦးကိုစားအခမ်းအနားမှာစကားပြောခွင့်ရခဲ့ပါတယ်။ So we are from different part of the world. We meet and we came here with the same shared goal. ကျမတို့ဟာနိုင်ငံပေါင်းစုံကလာကြသူတွေဖြစ်ပေမဲ့ ငြိမ်းချမ်းရေးပြားပြန့်တာရေးနဲ့လွတ်မြောက်ရေးဆိုတဲ့တူညီတဲ့ရွယ်ချက်တွေအတွက်ရုန်းကန်လှုပ်ရှားနေကြသူတွေပါ။ဒါအပြင်အခုချင်းမြင့်ခံရတဲ့စုတွေဟာကျမတို့အတွက်တင်မဟုတ်ပဲမတရားမှုတွေလူခွင့်ရေးချိုးဖောက်မှုတွေရှိနေတဲ့လူအဖွဲ့အစည်းကိုပြောင်းလဲပစ်ချင်တဲ့အမျိုးသမီးတွေကိုပါကိုစားပြုပါတယ်လို့မက်ဆင်မောင်ကပြောဆိုခဲ့တာပါ။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ကလည်းအမျိုးသမီးတွေရဲ့ဒန်းတူအခွင့်အရေးအတွက်လှုပ်ဆောင်တာဟာမှန်ကန်တဲ့လောက်ရဖြစ်အောင်သာမကအစင်တန်းရှိတဲ့အပြုအမူလဲဖြစ်တယ်လို့အခမ်းအနားမှာပြောကြပါဗျာ ဒီနှစ်အတွက်စုချင်းမြင့်ခံရသူတွေထဲမှာမတ်စင်မောင်နဲ့အတူအာဖဂန်နစ္စတန်၊ဘရာဇီးကိုလံဘီယာ၊လီဘီယာ၊မော်ဒိုက်၊ပါကစ္စတန်၊ဆော်ဒီအာရေဗီယာနဲ့တူရကီနိုင်ငံကလူခွင့်လှုပ်ရှားနေတဲ့အမျိုးသမီးခေါင်းဆောင်တွေပါဝင်ကြပါတယ်ခင်ဗျာ။မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်ဆဲစုကြည်ရဲ့ရွေးကောက်ပွဲမဲဆယ်စည်းရုံးမှုအဖြစ်နိုင်ငံပိုင်ရေဒီယိုနဲ့ရုပ်မြင်သံကြားကနေထုတ်လွှင့်မဲ့ပြောကြားချက်မူခြမ်းတွေကအချက်တချို့ကိုအစိုးရကကြိုတင်ဖျက်တောက်လိုက်တယ်လို့သိရပါတယ်။စစ်အစိုးရဆက်ဆက်မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုကင်းမဲ့တဲ့ပုံတွေနဲ့ပြည်သူကိုချုပ်ချယ်ဖို့ဥပဒေတွေပြဋ္ဌာန်းခဲ့ပုံအကြောင်းတင်ပြမဲ့စာသားတွေကိုအာဏာပိုင်တွေကပြောကြားခွင့်မပြုဘူးလို့ဒေါအောင်ဆဲစုကြည်က RFA ကိုပြောပါတယ် ဟုတ်ကဲ့ပြတ်တော့ပြီးပါပြီအဲ့ဒါဟုတ်ဥပဒေစိုးမိုးရေးမရှိခဲ့တာပေါ့နော်နောက်ပြီးတော့အဲ့ဒီရှေ့ဆိုးရဆက်ကဆက်ကနေပြီးတော့ဥပဒေတွေကိုပြည်သူတွေကိုနှိပ်ကုပ်ဖို့တုံးခဲ့တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်လို့အဲ့ဒီ device တော့ဖြတ်လိုက်ပါတန်းနိုင်ဆုံးကြိုးစားမယ်ဆိုတဲ့ကတိပဲပေးပါတယ်နောက်စေတနာတန့်တန့်နဲ့ပြည်သူတွေရဲ့ကျေးဇူးတွေကိုပြန်ပြီးတော့ဆက်ဖို့ကြိုးစားပါမယ်ဒါလည်းပြောထားတယ်ပြီးခဲ့တဲ့ရက်တွေကလည်းထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့လူနေမှုအဆင့်တန်းကိုနှိုင်းယှဉ်တင်ပြထားတဲ့ Democratic Party မြန်မာပြည်ရဲ့ဥက္ကဋ္ဌဦးတူဝေ အတန်လွှင့်မှုပြင်ဆင်ထားတဲ့ပြောကြားချက်မူကြမ်းတဲကပါတီမူဝါဒသဘောထားမိန့်ခွန်းတွေကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပယ်ချခဲ့ပါတယ်။သူ့ရဲ့မိန့်ခွန်းတွေဟာရွေးကောက်ပွဲကော်မရှင်ရဲ့မူဝါဒတွေနဲ့မကိုက်ညီဘူးဆိုပြီးပယ်ချခံခဲ့ရတာဖြစ်တယ်လို့ဥတုဝေက RFA ကိုပြောပါတယ်။အစ်စ်ပြန်လဲရေးသားခဲ့ရတဲ့ Democratic Party မြန်မာပြည်ဥက္ကဋ္ဌဥတုဝေရဲ့မိန့်ခွန်းကိုဒီကနေ့နိုင်ငံပိုင်ရေဒီယိုနဲ့ရုပ်မြင်သံကြားကနေထုတ်လွှင့်မယ်လို့လည်းသိရပါတယ်ရှင်။တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတာဆညကိုယ်စားလှယ်လောင်းတူးကို ရွေးကောက်ပွဲဥပဒေနဲ့ညီဆွနေတယ်ဆိုပြီးရန်ကုန်တိုင်းဒေသကြီးကော်မရှင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကပယ်ဖျက်လိုက်တာနဲ့ပတ်သက်ပြီးတာဆညာပါတီကဒီကနေ့သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ် နောက်ပြတော့ကျမကိုဆွဆွဲနေဆိုရင်လည်းခိုင်လုံတဲ့အထောက်အထားလေးကျမကိုပြတင်တယ်အဲ့ဒီပုံမှာလည်းကျမပြန်ရှင်းဖြင်းရှင်းဝင်ပြုဖို့အတွက်လည်းခွေးရည်ကိုလည်းပေးတင်တာပေါ့အဲ့ဒီခွေးရည်ကိုကျမတခုမှမရဘူးဆိုဆိုရင်လက်ရှိနိုင်ငံသားကကင်ဆောင်ထားတဲ့လူကနိုင်ငံသားမဟုတ်ဘူးဆိုရင်ဘယ်လိုလူကိုလဲဘယ်လိုကကင်ဆောင်ပြီးတော့ဘယ်လိုမျိုးလူမှနိုင်ငံသားလို့သတ်မှတ်ပါလဲဆိုတာလည်းကျမအရင်သိချင်ပါလေနောက်ဒီကတင်တဲ့ခါကျတော့38လွဲလာတော့ပေါင်သွားပြီအဖေနာမည်လွဲတယ်လို့ အဲ့ခရင်ကလုပ်တဲ့ကအဲ့တော့ဒေါ်စန္ဒမြင့်ကအဲ့ဒီလွဲတဲ့သူလက်ဟောင်းပဲသူကရှင်းလိုက်ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ညွမြို့နယ်မဲဆန္ဒနယ်ကနေလာမဲ့ကြားဖြတ်ရွေးကောက်ပွဲအတွက် တာဆညပါတီကိုစားပြုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါ်စန္ဒမြင့်ကိုရွေးကောက်ပွဲဥပဒေပုံမှ30ပုံမှခွဲ9နဲ့ညှိစိုးနေတယ်ဆိုပြီးပယ်ဖျက်ခဲ့ကြောင်းတာဆညပါတီကြီးညာချက်မှာဖော်ပြထားပါတယ်ဒေါ်စန္ဒမြင့်ဟာ2010ရွေးကောက်ပွဲမှာလဲလမ်းမတော်မျိုးတွေကနေဝင်ရောက်ရှင်ပြိုင်ခဲ့ဘူးသူဖြစ်ပါတယ်အခုရွေးကောက်ပွဲကော်မရှင်ရဲ့အကြောင်းပြချက်ဟာခိုင်လုံမှုမရှိတဲ့အပြင် လူပုဂ္ဂိုလ်ရဲ့ဂုဏ်သိက္ခာကိုလည်းထိခိုက်နစ်နာစေပါတယ်လို့တသညာပါတီကဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်ခင်ဗျာနိုင်ငံရေးသေးသားတွေရဲ့ထောင်တွင်းဘဝဖြတ်သန်းမှုတွေကိုတင်ပြထားတဲ့လွတ်လပ်ငြိမ်းချမ်းခွင့်နိုင်ငံသားမှအမှုပညာဆိုတဲ့ပြပွဲကိုရန်ကုန်မြို့ပင်ဆိုရန်လန်းကစပေလောကစာအုပ်တိုက်မှာဒီကနေ့ကျင်းပခဲ့ပါတယ်အချင်းကြခံနေရစဉ်ရွေးဆွဲခဲ့တဲ့ပကြီးအမှုပညာလက်ရာတွေကိုဒီပြပွဲမှာပြသထားပြီး88ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်ကိုထေးကျွဲပါဝင်ကိုထွန်းဝင်းငိမ့် ဥမိုးသူစတဲ့နိုင်ငံရေးကျင်းသားဟောင်းတွေကထောင်တွင်းမှာအခက်အခဲတွေကြားကပကြီးရေးဆွဲခဲ့ရပုံတွေကိုရှင်းလင်းပြောကြားခဲ့ကြပါတယ်။ကိုမင်းကိုနိုင်ကထောင်ထဲမှာလူမသိသူမသိပျက်စီးခဲ့ရတဲ့ပကြီးကားတွေကိုပို့ပြီးလွမ်းဆွတ်တရိယာမိပါကြောင်းပြောပါတယ်။မြေပြပြောချင်တာကထောင်ထဲမှာပကြီးဆွဲလို့ရတယ်ကြော်ကြာကြီးဆိုတာမျိုးတော့မမြင်ကြတဲ့ပုံတွေ။ဒါကြောင့်လည်းဒီဒီကဘာလို့လဲရတဲ့အခွင့်အရေးလား။ နောက်တစ်ခုကအခုအချိန်မှာပြထားတဲ့ဒီကားတွေထက်ပိုပြီးတော့ကျွန်တော်စိတ်ထဲမှာ drawn နေတာပါထောင်ထဲမှာထုံးထုတ်ခံရရတယ်ကျွန်တော်တို့ရဲ့အဲ့ရဒီကားတွေကိုပိုပြီးတော့ drawn နေတာပါအားလုံးပြည်သူတို့ဒီပြပွဲမှာမြန်မာနိုင်ငံချင်းထောင်တီးတီးမှာအချင်းချခံနေရစဉ်ရေးဆွဲခဲ့တဲ့နိုင်ငံရေးကျင်းသားတွေရဲ့ပကြီးကားပေါင်း80နီးပါးကိုခင်းကျင်းပြသထားပါတယ်။ဒီပြပွဲကို မတ်လ17ရက်အထိ၃ရက်ကြာပြသသွားမယ်လို့သိရပါတယ်ရှင်။မြန်မာနိုင်ငံကအပြောင်းအလဲတွေအချိန်ဟုန်နဲ့ရှေ့ဆက်သွားနိုင်မှုအတွက်ကမ္ဘာအင်အားကြီးနိုင်ငံတွေအနေနဲ့အကူအညီတွေပေးရုံတသက်မဟုတ်ပဲပိတ်ဆို့အရေးယူမှုတွေရုပ်သိမ်းပေးဖို့အချိန်ရောက်နေပြီလို့ကမ္ဘာစီးပွားရေးနိုဘယ်ဆုရှင်ပါမောက်ခဂျိုးဆက်စတစ်လစ်ကပြောလိုက်ပါတယ်။ပါမောက်ခဂျိုးဆက်စတစ်လစ်ဟာအမေရိကန်နိုင်ငံကိုလံဘီယာတက္ကသိုလ်ကကမ္ဘာကျော်စီးပွားရေးပညာရှင်တူဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကရန်ကုန်မြို့မှာသမ္မတဦးသိန်းစင်ရဲ့စီးပွားရေးအကြံပေးဦးမြင့် ကိုလံဘီယာတက္ကသိုလ်ကမြန်မာစီးပွားရေးပညာရှင်ပါမောက်ကရော်နယ်ဖင်လေလန်ဒန်ခြေဆိုင် LSC စီးပွားရေးတက္ကသိုလ်ကနာမည်ကြီးမြန်မာစီးပွားရေးပညာရှင်ဦးလာမြင့်တို့နဲ့တွေ့ဖက်ပြီးစီးပွားရေးဆိုင်ရာဟောပြောပွဲတစ်ခုကျင်းပခဲ့ပါတယ်။ဆရာဦးလာမြင့်ရေးသားခဲ့တဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနမူနာပုံစံဟာတရုတ်နိုင်ငံမှာကျင့်သုံးအောင်မြင်နေတာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီးဒီကနေ့မှာတော့မူရင်းအင်ရှင်နိုင်ငံကိုဆရာဦးလာမြင့်ကိုယ်တိုင်လာရောက်ဟောပြောခွင့်ရနိုင်ပြီလို့ဆိုပါတယ်။မြန်မာနိုင်ငံပေါ်ချမှတ်ထားတဲ့စီးပွားရေးပိတ်ဆို့အရေးယူမှုတွေဟာအရင်တုန်းက ဘယ်လိုအကြောင်းမျိုးတွေကြောင့်ပဲချမှတ်ခဲ့သည်ဖြစ်စေဒီနေ့အချိန်ခါမှာတော့အဲ့ဒီယမန်ဂျက်တွေနဲ့ဆန့်ကျင်ပဲဖြစ်နေတယ်လို့ပမောက်ခဂျိုးဆက်စတိတ်လိပ်စာပြောပါတယ်ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရန်နာခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်မကြာခင်မိနစ်ပိုင်းတွင်မှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00ခွဲကနေ9:00အထိညစဉ်ထုတ်လွှင့်နေပါတယ်ဝေဖန်အကြံပေးမှုတွေကိုလည်းဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ ဟာရဖေရုံမြင့်တန်ကြအစီအစဉ်တွေကိုဆက်ပြီးတည်ရှိနေရတာဖြစ်ပါတယ်။ကိုမင်းနိုင်ရေအခုတော့သတင်းတင်ပြချက်တွေကိုကျွန်တော်တို့ဆက်ပြရအောင်ရှင်။ဟုတ်ကဲ့ပါခင်ဗျာ။မြို့သားဒီပုံစံဖွဲ့ချုပ်နိုင်ကဥတင်ဟွာမလ9ရက်နေ့ကပဲခူးတိုင်းအရှိချမ်းကမြို့နယ်တချို့ကို COA ခီးသွားရောက်ခဲ့ပါတယ်။ဒီအကြောင်းအားရဖေဖွဲ့သားကိုသိအောင်ကတင်ဆက်ထားပါတယ်ခင်ဗျာ။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကကြီးဦးတင်ဦးဟာပြီးခဲ့တဲ့မတ်လ9ရက်တနင်္လာနေ့ကပဲခူးတိုင်းအရှိချမ်းကို ပါတီစည်းရုံးရေးခရီးစဉ်အဖြစ်တွားရောက်ခဲ့ပါတယ်။ဒီခရီးစဉ်အတွင်းဦးတင်ဦးဟာပဲခူးတိုင်းမြို့နယ်ကြေးရွာတချို့က NLD ရုံးခန်းဖွင့်ပွဲအခမ်းအနားတွေကိုတက်ရောက်ခဲ့ပါတယ်။ဦးတင်ဦးနဲ့အဖွဲ့ဟာကြောက်တကားမြို့နယ်ဖတ်တို့ကြေးရွာကိုရောက်ရှိခဲ့ကြရမှာဒေသခံလူထုကလှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပါတယ်။အဲ့ဒီနောက်ဦးတင်ဦးဟာ ဟာလူကြီးရွာ NLD ရုံးခန်းကိုဖွင့်လှစ်ပေးခဲ့ပြီးလူလူပြည်သက်ကိုမင်ကွန်းပြောကြားပါတယ်ကျွန်တော်တို့အာ ဒါမဲ့ဆောရဆရာကိစ္စရှိတဲ့ဟောဝါအားလုံးရှိတဲ့လောကီကိစ္စအရာများဟောအားလုံးဟောမိမိတို့ဘာသာနဲ့လူရမဖြစ်တဲ့အတ္တပြစ်တာများရှိတဲ့လောကီကိစ္စအရာဟောအားလုံးဒီမှာလည်းပဲအောင်မြင်ကြပါစေအဲ့ဒီနောက်ဥတင်ဦးနဲ့အဖွဲ့ဟာဖြူးမြို့နဲ့အတွင်းကကညွတ်ကွင်းမြို့ကိုခရီးဆက်ခဲ့ပြီးကညွတ်ကွင်းမြို့ NLD ရုံးမှာအေးသက်ကိုစကားပြောခဲ့ပါတယ်။ ကျိုးကျမ်းချမ်းသာရအကျိုးရကောင်းများကိုခံစားရပါစေလို့တံပြီးတော့ဆုလုံးမြတ်ပြုပါရယ်အဲဒီနောက်ဦးတင်ဦးနဲ့အဖွဲ့ဟာပညုတ်ကွင်းမျိုးကတဆင့်ဖြူးမျိုးကိုရောက်ရှိခဲ့ပြီးဖြူးမျိုးနဲ့ NLD ရုံးခန်းဖွင့်ပွဲအခမ်းအနားကိုတက်ရောက်မင်ကွန်းပြောကြားခဲ့ပါတယ်။ ေသမှာရှိနေတဲ့ဟုတ်လားဟိုကျွန်တော်တို့လေယာမြေပွဲစကပတ်သက်လို့ဟာကျွန်တော်တို့ဘလော့ပြင်းဆိုင်မဲ့ဘာလို့မဲ့ညာလို့မဲ့ဆိုတော့လုပ်ငန်းကြီးတွေယူတယ်ယူတဲ့အခါကျအခါကျမဲ့တော့ရောကြီးပေးတာလည်းဖိစီသွေးလေးပေးတယ်နည်းနည်းလေးပေးတယ်အမှန်ပေးရမယ်ဆိုလို့ရှိရင်တကယ်ကိုထူထောင်နိုင်လောက်အောင်အတော့ဒီကြားစဉ်ပြီးစက်ထူထောင်နိုင်သွားလောက်အောင်ထောက်ပါမြို့ကိုရရှိရမယ်အဲ့ဒီနောက်ဖြူးမျိုးကတစ်ဆင့်ရေရာချီမျိုးနယ်မျိုးလှမျိုးကိုဆက်လက်ထွက်ခွာခဲ့ပြီး မြို့လှမြို့ NLD ရုံးခန်းဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ပြီးမိန့်ခွန်းပြောကြားခဲ့ပါတယ်။ တင်ဦးနဲ့အဖွဲ့ဟာမြို့လှမြို့ကတဆင့်ရင်းနီမြို့ကိုတွားရောက်ပြီးရင်းနီမြို့ NLD ရုံးငန်းကိုဖွင့်လှစ်ပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ြို့သားဒီမိုကရေစီအားစု NDF ပါတီခေါင်းဆောင်တွေဟာရန်ကုန်တိုင်းတကုံမြို့တစ်စိတ်ကဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးကြီးမြင့်ရဲ့မဲဆွယ်စီယုံပွဲကိုတက်ရောက်ပြီးတော့မိကုံပြောခဲ့ပါတယ်အသေးစိတ်ကိုကျွန်တော်တို့ဖွဲ့သားကိုခင်မောင်စုမေယာတင်ပြပါပါရှင်အမျိုးသားဒီမိုကရေစီအင်အားစု NDF လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်တကုံမြို့တစ်စိတ်ကဲမြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်အရွေးခံမဲ့ဦးကြီးမြင့်အတွက်မဲဆွယ်စီယုံတဲ့အနေနဲ့ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင်ဟောပြောကြပါတယ် NDA ပါတီဥက္ကဋ္ဌဒေါက်တာတန်ငိမ့်ကပြီးခဲ့တဲ့2010ရွေးကောက်ပွဲနဲ့အခုကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်ရတဲ့အကြောင်းကိုဟောပြောပါတယ်။ပြောရအာဒီပုဂ္ဂိုလ်တွေကလူ့ရေးဒီမိုကရေစီဖွဲ့ချုပ်ကိုစွန့်ခွာပြီးတော့နော်စစ်စာဖောက်သွားတဲ့လူတွေပါတီရနေလို့ဖဲ့စင်သွားတဲ့လူတွေ မုံမွားလေးတက်တဲ့မျိုးမျိုးကျွန်တော်တို့နာမည်တက်ခံပြီးတော့ပြောဆိုခံရကြကျွန်တော်တို့ကတော့ကိုလုံးဆက်ရှိတာကိုလုံးနေတဲ့ခါကျတော့ဒါတွေကိုပြန်ပြီးတော့ကျွန်တော်တို့မရှင်းရဘူးဘာကြောင့်လဲ2010ခုနှစ်ကာလနိုင်ငံရေးအပြောင်းအလဲစတင်တဲ့ကာလဖြစ်ဒီချိန်ကမှကျွန်တော်တို့အမတန်ရေးကြီးတဲ့ ကိစ္စတွေကိုကျွန်တော်တို့စဉ်းစားကြရတယ်၊သုံးဖြတ်ကြရတယ်၊လုပ်ကြရတယ်။အဲ့ဒီကကြတော့ကျွန်တော်တို့ကိုဒီတွင်အောင်ပြပရအောင်မျိုးမျိုးဘလို့ပဲဆွဆွဲဆွဆွဲခဲ့ကျွန်တော်တို့ပြန်ပြီးတော့ခြေပဖို့ကျွန်တော်စိတ်ဝင်စားဘူး။ဟောကြောင့်ကျွန်တော်လုပ်ရမယ့်လုပ်ငန်းကအရေးကြီးတယ်။ဘာအရေးကြီးတာလဲဆိုတဲ့ကကြတော့အနည်းငယ်ကျော်နော်ကျွန်တော်တို့ အကွာ88ခုနှစ်ဒီမိုကရေစီရေတော်ဘုံကနေပြီးတော့ဒီဘက်နှစ်20ကျော်ကာလမှာကျွန်တော်တို့ပြည်သူတွေဟာနော်စေုပ်ချုပ်ရေးအောင်မှာမရှူတာမရှိုက်တာကျွန်တော်တို့နေခဲ့ကြနော်စီဝါရေးလူမှုရေးနိုင်ငံရေးအားလုံးချုပ်ချယ်မှုမျိုးမျိုးခံပြီးတော့ပိတ်ဆို့ခံကြအဲ့လိုပိတ်ဆို့ခံရတဲ့အဖြစ်ကနေပြီးတော့ဘယ်လိုလွတ်မြောက်အောင်လုပ်ကြမလဲ ကျွန်တော်တို့စဉ်းစားအဲ့တော့အနည်း20လုံးလုံးကျွန်တော်တို့လုတ်ခဲ့အနေဒီမှာစပြီးတော့ဒီထောင်ကလေးကိုကကျွန်တော်တို့သစ္စာကြီးကြီးလုတ်ခဲ့တယ်ကျွန်တော်ဆိုလို့ချင်းထောင်ထဲမှာ7နှစ်ကြာခဲ့တယ်ဥပမာဆိုလို့ချင်း16နှစ်ကျော်ကြာခဲ့တယ်ကုသိလာဦးကုတို့ကိုနော်အားလုံးကျွန်တော်ထောင်ထဲမှာ7နှစ်တည်းကြီးပဲနော် ျွန်တော်လေးယောက်ပေါင်းနိုင်မယ်ဆိုလို့ရှိရင်မနေပါဘူးဒုတိယရဲ့တက်တန်းတစ်ခုလုံးလုံးရှိပါအဲ့ဒီနောက် NDF ပါတီရဲ့မူဝါဒရေးရာခေါင်းဆောင်တဦးဖြစ်တဲ့ဥက္ကပောင်ဆွေကလည်းသူတို့အနေနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေလမ်းခွဲခဲ့ရတဲ့အကြောင်းကို ရှင်းပြပါဗျာ။အဲ့တော့ကျွန်တော်တို့အခြေခံဥပဒေကိုကြိုက်သလားလို့မေးရင်ကျွန်တော်တို့မကြိုက်ပါဘူး။မကြိုက်ပေမဲ့လည်းတော်တော်လေးကိုရောက်အောင်သွားပြီးတဲ့အခါမှာ ပြည်ဝေကိုအကျိုးမပြုဘူးဆိုတဲ့ခြေခံဥပဒေပါအချက်အလက်တွေကိုပြင်နိုင်ခွင့်ဟာစွတ်တော်ထဲမှာပဲရှိတော်မူကျွန်တော်တို့ကရဏနာလိလာသိရှိတဲ့အတွက်ကြောင့်မလို့စွတ်တော်လေးကိုသွားပြီးတော့ပြည်သူတွေကိုအကျိုးမပြုမဲ့ခြေခံဥပဒေကိုပြင်မယ်ဆိုပြီးကျွန်တော်တို့ဒီကောက်ဘဲကိုဝင်ခဲ့တာပါတီဆောင်ခဲ့တာဖြစ်ပါတယ်အဲ့လိုပါတီဆောင်ခဲ့ပြီးတော့ကဒီကောက်ဘဲဝင်တော်လေးပဲကျွန်တော်တို့မိခင်ပါတီကြီးမှာရှိနေခဲ့တဲ့ရဲဘော်များကကျွန်တော်တို့ပေါ်မင်း အမြင်လေးစောင်းပြီးတော့ကမဲမပြေးကြနဲ့မဲပြေးဖို့မသိဘူးကျွန်တော်တို့ကခမောက်တခိုးလေးဆိုပြီးတော့ကသူတို့အခုထိကြွေးကြော်နေသေးပဲရှိပါဒါပေမဲ့ကျွန်တော်တို့ကဘာဖြစ်လို့ပြန်မပြောကြလဲဆိုတော့ကြောက်လို့လားဆိုလည်းမဟုတ်ပါဘူးထောက်ထားမယ်မျက်နှာရှိနေလို့ငြင်းနေတာကိုကြောက်တယ်ထင်ရင်တော့မှားသွားလိမ့်မယ်လို့ဒီနေ့ကကျွန်တော်ပြောချင်တယ်ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစု NDF ရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစိန်လာဦးကလည်းသူ့ရဲ့သတင်းစာဆရာအယ်ဒီတာဘဝအတွေ့အကြုံတွေကို ပြောပြသွားပါတယ်ခင်ဗျာ RF ရုပ်မြင်သံကြားအစီအစဉ်တွေကိုကြည့်ရှုနေရတာပါအခုဆက်လက်ပြီးထုတ်လွှင့်မယ့်အစီအစဉ်ကတော့လွတ်လပ်ခြင်းအမှုပညာရုပ်ရှင်ပွဲတော်မှာစကားတင်ရွေးချယ်ခံခဲ့ရတဲ့ရုပ်ရှင်ကားတွေကိုတင်ဆက်တဲ့အစီအစဉ်ပဲဖြစ်ပါတယ်ကိုဝင်းနိုင်ရေဟုတ်ကဲ့ခင်ဗျာဒီကနေ့ထုတ်လွှင့်မယ့်ဇာတ်ကားကတော့အကန့်အသတ်မဲ့လို့တရက်အတိတ်ပဲရတဲ့ Unbound Unlimited ဆိုတဲ့ရုပ်ရှင်ကားဖြစ်ပါတယ် ဒါရိုက်တာတင်ဝင်းလိုင်ကရိုက်ကူးထားပါတယ်ခင်ဗျာ။ ျွန်တော်တို့ရဲ့ဗုဒ္ဓဘုရားဟောကြားတဲ့ပုရုဇဉ်လူသားတိုင်းဟာအယူကန့်တထားတဲ့ပေါင်တစ်ခုအတွင်းမှာယူနေတဲ့သူတွေကိုတာမန်လူတွေလို့ခေါ်ကြတယ်။အဲ့ဒီတာမန်လူတွေကကိုယ်စိတ်ထဲမှာရှိတဲ့စကလုံးတိုင်းခံစားချက်တိုင်းကိုထုတ်ဖော်ပြပြဖို့ဆိုမလွယ်ဘူး။သူတို့ပြောတင်တာမပြောတင်တာစီးနေစီးကန်းနေနဲ့စဉ်းစားချင်းချင်းမျိုးပြောကြတယ်။ အဲ့ဒီကန့်တတ်ထားတဲ့ဘောင်တစ်ခုကိုကျော်လွန်သွားတဲ့သူတွေကိုကြားတယ်။အယူလို့သတ်မှတ်ကြတယ်။အဲ့လိုအယူလို့သတ်မှတ်ခံထားရတဲ့သူတွေကဘယ်တော့မှလိမ်မပြောပါဘူး။ဟန်ဆောင်မှုတွေကင်းကြပါတယ်။ပြီးတော့သူတို့စိတ်ထဲမှာရှိတဲ့စကလုံးလိုက်ခံစားချက်တိုင်းအမြဲနောက်ဘက်ကင်းစွာနဲ့ထုတ်ပြနိုင်တဲ့ လေးမြမောင်းတမပြီးတော့ဝင်ဝင်ကြတယ်သူမေပြောတယ်ခုလည်းသုံးပုံမှာနှစ်ပတ်ကောင်းတယ်တပတ်မကောင်းနှစ်ပတ်ဝယ်ချမ်းတဲ့အလောက်တော့တော့တော့တအခုလောက်ခက်တပြုတ်တဲ့တယ်လီဖုန်း not telephone this is handful ဒါကပြောရမယ်ဟုတ်တယ်စကားပြောတာဒါကပြောတာဟုတ်တယ်ကျွန်တော်ပြင်လိုက်တယ် ားလေးတွေထွင်တယ်မလားကားလေးတွေဆိုတော့မိုင်မောင်းများစွာလေအဲ့ကားလေးတွေဘယ်လောက်သွားထားလဲဆိုတော့သူကမိုင်မောင်းများစွာသွားတဲ့အမှတ်တမ်းလေးသူ့မှာရှိတယ်ရှိပြီအဲ့ကားလေးတွေသူအောက်မှာစီပြီးတော့ထားတယ်အများကြီးပဲအခုနောက်ပိုင်းကျတော့သူကတစ်စီးကို2000 3000နဲ့အဲ့လိုရောင်းစားပလိုက်တာသူကားလေးရဲ့အဲ့အင်္ဂလိပ်ဟွာလေးတွေစောက်ထဲရဟာလေးတွေကိုကြည့်ကြည့်ပြီးတော့လေထူတာလမ်းပြန်လွတ်ပစ်တယ်လေဗီဒီယိုအစုပ်ပလုတ်တွေတီဗီအစုပ်ပလုတ်တွေသူယူလာတယ်သူကသူအဲ့မှာတင်တယ်ပြင်တယ်ပြင်ပြီးတော့အတန်လေးတွေပဲထွက်လာပြီဆရာလေးတို့300လို့400လို့လက်ရောင်းတာအင်တမေးစားပြီးပါလေ ပြီးလာရရင်ပါလေဘာထောက်ကြတာယူရမလဲရော့ဝင်လာခဲ့မှာအဲကျွန်တော်ဝင်ပေးမယ်လားကျောင်းဝင်ပေးမယ်လေပကန်းနေပါလိုက်ယူမယ်လေနော်ငါပကန်းပေးပကန်းမဝင်ဘူးမဝင်ဘူးโอเคโอเคအဲ့ဒါယူအဲ့ပေးအဲ့ဟုတ်ပြီကြည့်ရင်အော်သူကတော်တော်တော့ထူးချွန်တာတည်လားထူးချွန်ပြီးတော့လေအဲ့သူ့ရဲ့ဘလိုကောင်လဲဟိုဥစားကလေဟိုအုံနောက်ကပုံမှန်မဟုတ်ဘူးလို့လူတွေကယူဆတော့လေအချို့အထိတ်ကိုသူရောက်မသွားဘူး ထူးလဲထူးကြော်နေတဲ့လား facility လဲသူ့ကိုအပြည့်အဝပေးမယ်လေနောက်ကနေပြီးတော့လေငွေအားလဲပတ်မိုးလဲဆိုသူကတကယ် great ဖြစ်မှာနော်ဘယ်သူမှမရှိလို့ရှင်သူက piano တီးတယ်တချင်းဆိုရယ်သူတယောက်တည်းဟုတ်အဲလူတွေများရင်ရှောက်ထွက်သွားတယ်ခမင်းစားရင်တော့မိသားစုနဲ့တူမစားဘူးသူအဲ့ရနေစားတာအလကားနေတော့အင်္ဂလိပ်စာအုပ်တွေဖတ်နေတာသူတကယ်တော့အောင်တာက90တန်းလောက်ပဲဘိုးတော်ကလေမက်သတစ်ကျောင်းဆိုတာလေအဲ့ဒီကျောင်းထွက်တာဒါပေမဲ့သူဖတ်တဲ့စာတွေကအယမ်းမြင့်နေဗျညမ်းမလို့စားဟုတ်လားညမ်းမစားအစီချရလား ဟမ်မဲဆောက်ရွေးဖုန်းကြီးလားဘယ်နဲ့ဆောက်ဆောက်ပြီးတော့ဘယ်နှပါဆောက်လဲအဲ၅ပါ၅ပါပဲဆောက်တယ်တိလာကြီးနည်းနည်းပြောပြ၅ပါဘာဘာတိလာကြီးနည်းနည်းပြောပြ၅ပါ၆ပါဘယ်လို၆ပါလို့ဆောက်ဘာ၆ပါလဲ၆ပါဘာဘာလေးလဲပြောပြညညညမစားတယ်ပါဟုတ်ပြီးတော့ဟမ်ငါးပါးနဲ့တစ်ပါးပေါင်းချက်ပါချင်းချင်းညမစားဘူး။၆ပါးကြီး 6ပါးစားခုနစားလိုက်ပြီလေခုနမုံကစားလိုက်တယ်ခုနစားရယ်အာဒါနေလေစားနေလေလွတ်လပ်ချင်းစွာပါ freedom 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 ကိုမြန်မာလူကပြောတယ်လွတ်ရည်လွတ်ရည်လွတ်လပ်ရည်ဘယ်လိုမြင်လဲ freedom ကို ဘွဲတော်နာမည်လေးအော်ဘုန်းကြီးရဟန်းဝတ်တာခဲရွေတဲ့ဝတ်တာအော်ဟုတ်ကဲ့ပါတယ်ပါတယ်အာဘယ်နဲ့ပီလာဘယ်နဲ့ခုဆောက်ဆောက်တည်ရလဲဗျာအာ၅ဘာပီလာ၉ဘာပီလာ၁၀ဘာပီလာဟုတ် လွတ်လပ်ခြင်းရဲ့သဘောတရားကိုဘုံဘုံနေနဲ့ဘယ်လိုမြင်လဲမလွတ်လပ်ဘူးဆိုရင်တော့ပါလဲ အနည်းငယ်ကအဲ့ဒီ documentary နဲ့ကဘလို့မျိုးတော့ညီမအရင်ညီမချင်းသူ့ရဲ့ညီမပေါ့လေသူကငငယ်တော့တော့ကောင်းတယ်ကြီးလာတော့မှသူလေးမီးရသွေးဆုံးကင်ပြီးတော့အဲ့ဒီအဲ့ဒီပုံညာဖြစ်သွားတာပဲအုံတော့မကောင်းဖြစ်သွားတာပထမတော့ယောက်ျားယူတယ်ယူတော့သူကအုံတော့မကောင်းတော့ယောက်ျားတွေကသူ့မပေါင်းတော့မပေါင်းမနဲ့သူ့ကိုထားခဲ့တာပေါ့လေအုံတော့မပေါင်းဘူးဒီမဲ့လာဒီမဲ့လာဒီမဲ့လာတော့အာဒီနေမင်းကြီးကြောက်တာ လည်းဘုန်းကြီးသူရေငိုချိုးပြီးလှပြင်းစင်းပြီးပန်းတွေဝယ်ပြီးတော့ဘုရားသွားတာဘုရားသွားပြီးအမှဘုရားစီးလဲတယ်အနေဖဲဘုရားကပန်းကတ်တယ်ရေချမ်းကတ်တယ်အမောဒီဖျားကိုသွားတယ်မနေ့တခါညတခါအဲမနေ့ပိုင်းညနေပိုင်းပေါ့လေညနေပိုင်းညနေပိုင်းဟုတ်ဟင်ခဲမရနေညနေပိုင်းရှိတယ် 皮下对的，对的对的，嗯。 လောက်တာလဲပရိစိတ်ပရိစိတ်ဟာဘယ်လိုပရိစိတ်တာလဲပုံပြုတ်ကြတယ်မိုးရမိုးဒါမိုးရပုံတော့ဟမ်အတော့ရှိနေအပြန်လန်းနေဟုတ်တယ်အေးဒီလူမြတ်ရုပ်ရှင်မင်းသားတော်ကိုရုပ်ရှင်မင်းသားတော်ရက်ယူတာဟာဝေးနေပဲဟုတ်ပြီလား မရှုပန်းဟောအောင်မဆက်ကုန်နေလေကျဲလေကျဲတယ်ဘူးမလဲဘူးမဒီပါမဒီနဲ့မနာလို့သူတို့နေတာဖူးကာကာကာဥပစင်းနေတယ်ဗျာမင်းလားဥပစင်းနေလေအေးနေတဲ့ဥပစင်းနေမှာဟောဥပစင်းကရုံးနေတယ်မင်းလားအေးပြောင်းတော့ပြီးတော့စိတ်ကိုအိမ်မဲ့ပြီးတော့ရောင်းပြီးတော့မြို့ပြောင်းတာလေဘူချုပ်ကမေးရတယ်ဗျာဘူချုပ်ကရောင်းပြီးတော့မသိဘူးလေပေါက်ပြားထမ်းပြီးတော့ပေါက်ပြားဘူစီးလေး ဟိုရပစ္စည်းတွေတွေ့ရတဲ့ကနေအပါပြညာပြီးမစင်းပြောတူးတွေထောက်ပဲတူးလေးဆိုတာမင်းငါလည်းကြာဆိုတူးခရတက်ခရပြောမိကပြောမိလေဆပါကြီးတာယာတာယာတာယာဩဩဘာလုပ်တာလဲဟိုတိအောက်ပါတာယာသားလားဩဟိုကဲလုံးလေးတွေရောကဲလုံးလေးအောက်အောက်မှာဘာလုပ်တာလဲမတိသေးဘူးလေဩမလေးမတဲ့ချင်မလေးအရင်မိမိခိုင်းနေတဲ့တဲရောတလန်နေမိမိမနေမိမှာ မြို့နိုင်တို့မြို့အနေတို့ရေကုန်းနဲ့စင်မဦးနမီတစားခင်ဗျာစင်မီကလေးနေရအောင်တိုင်တိုင်ပြတိုင်ယူရတဲ့ဆန်ဆူနိုင်ချာအေးအလိုလေးပုတ်ပြရမယ်တော်တော်စုဆရာကြီးရုပ်ရုပ်လို့တော့များတို့လက်ကြောင်ရတဲ့နဲ့တော်တော်ပိုက်ပုံလေးကြီးပိုက်ပုံစစ်စုံတွေတဲ့အင်းစစ်ကြီးလွ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 နေရတော့ပါလူ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 လည်းအထင်းဘူးလေနေချင်းပြရတော့တော်တော်နားမလဲလို့

ော်ဈေးထဲရောက်တာနဲ့တခိုးမှဖြစ်သွားတာလေဆိုင်းဘုတ်အောင်မှာသူတို့ခရားနာမှာညမာလေးတွေစိုက်တဲ့ဟာလေးစားတယ်အဲတန်မြာကြီးကောင်းတယ်တန်ဘူးဖြော်ရည်တခုမင်္ဂလာနဲ့တက်ကတူကတောင်းကြီးလေးတွေတောက်တာလေသူတောက်တာပြောတာဗျာလူကြီးရမသိဘူးတခုကပြောရည်လေอืมโจกงว่าอินจิเนียร์ยี่ติบาลตอกตาดิหัวนี่ pending mist เดียวกันซานะนะมะจี้จ่อยตอกสุบามะจี้จ่อยเอาลงอะท้านเนี่ยยาวน่ะเด้อะสะเนี่ยปูซาบาดายีเก้ต้องยาวน่ะ ်အပြက်စီရုံကအပေါ်မှာတက်ခွားတယ်အကြီးဖြော်ရင်ရှိရမတိုက်ဘူးတက်ခွားမတိုက်ဘူးဈေးဖြော်ရင်မတိုက်ဘူးဝေကြပြစ်တာလေဗုဒ္ဓဘာသာသူခရစ်စတန်နဲ့မွတ်စလင်နေနေမှာပေါ့နော်ဒေဝီတွေပါလာတော့ဘာမှမဆိုရင်ဘာလို့ဖို့ဈေးတောက်တာပေါ့နားမှာခရီးသွားမျိုးအခါမှာခဏမပိုင်တိမိုးအခါမှာဈေးမပိုင်တိစောင်းအခါမှာခီးမပိုင်တိမျိုးမိုးစောင်းတယ်လူကုန်းဝင်နေစစ်စစ်အမှန်လေနားမှာပေါ့ဟုတ်ဒီမွေးရှိတာအဲ့လည်းအနမ်းတက်မကောင်းဘူးသူပြောနေတယ် အမိကျောင်းထဲသွားရင်ကျောင်းထဲမှာလိုက်တာဒီကျောင်းထဲမှာတကြောင်းလုံးရှိတယ်။တယောက်လည်းကြံတယ်။ကောလိပ်ထဲရအောင်ကောလိပ်ထဲလည်းဒီကျောင်းထဲမှာဒီကောလိပ်ထဲမှာတယောက်လည်းကြံတယ်လူမှန်လည်းမသိတွန်းချပြတဲ့ကားပေါ်လေသူတို့အိမ်ကအလဲအိမ်ဝင်လာတာမကြိုက်ဘူး။တွက်လက်တာကိုဘယ်လိုသိ?တရက်ကတည်းကနေရောင်းတာ။တရက်ကတည်းကနေရောင်းတာဇန်နဝါရီလလေးရက်နေ့။အဲ့ဒီလိုအယူလိုသတ်မှတ်ခံထားရတဲ့သူတွေကတော့ကျွန်တော်တို့ဘယ်လိုမြင်မလဲ။သူတို့ပဲယူနေရတာ။ ကျွန်တော်တို့ပဲယူနေရပြီးတော့ကျွန်တော်တို့မခံစားရတဲ့လွတ်လပ်မှုတွေကိုသူတို့ခံစားနေကြပါလွတ်လပ်မှုဆိုတဲ့အရာကသူတို့စီမှာကျွန်တော်တို့စီမှာသူတို့ရဲ့လွတ်လပ်မှုကကျွန်တော်တို့အတွက် ထိခိုက်မှုတစ်စုံတစ်ရာရှိခြင်းရှိနိုင်တယ်ဒါပေမဲ့အဲ့ဒါအချစ်စရာလေးတစ်ခုပါ တွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာပဲပြီးဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ပါစေခင်ဗျာ။